စုက UCB နေပြီးတော့မှတနိုင်ငံလုံးအပြစ်ခရက်စရေသဘောတူစာချုပ် MCA ဆက်နှင့်ပြပွဲကျင်းပပြုလုပ်နေပါတယ်။ဒီပွဲမှာညှင်းချက်ရေးအကြောင်းတွေပြစ်ခတ်တိုက်ခိုက်မှုရေးစဲရေးအကြောင်းတွေကိုစစ်ပွဲတွေကအဓိကစောက်ကောင်းတွေမဟုတ်ပဲတံမိုးကြီးအုပ်ဝအစာဘုစံထားသူတွေကအဲကွန်အခန်းထဲမှာအာပေါ်အာရင်သက်သန်းနဲ့ဆွေးနွေးပြောဆိုနေကြပါတယ်။ဒါပေမဲ့မြေပြင်မှာတော့ဒီညှင်းချက်ရေးပွဲကျင်းပနေချိန်မှာတော့တိုက်ပွဲတွေရက်တက်မသွားပါဘူး။စစ်အုပ်စုဘက်ကလည်းလေကြောင်းတိုက်ခိုက်တာနဲ့စစ်ကြောင်းထိုးတာတွေကိုဆက်လက်လှုံ့ဆော် ောင်းနေပါတယ်။လက်တွေ့မြင်ပြမှာတော့တိုက်ပွဲဖြစ်ပွားရာဒေသကပြည်သူတွေကအသက်လူထွက်ပြေးရင်စစ်ဘေးတိမ်းရှောင်နေရပါတယ်။ဒါဟာတကယ့်လက်တွေ့မြင်ပြအခြေအနေနဲ့ငင်းချင်ရဆွေးနွေးပွဲကပြောစကားတွေရဲ့ကွာဟလွန်းတဲ့အဓိကကွဲပြားခြားနားမှုပါ။ဒါဆိုရင်စကောင်းစီကစစ်ကြောင်တို့တိုက်ခိုင်းနေလို့ကီနင်းပြည်မှာနေထိုင်တဲ့ပြည်သူတွေအနေနဲ့ဘလို့အခြေအနေတွေနဲ့ကြုံတွေ့နေရလဲဆိုတာကို IEC အတွေ့အမြင်မှုနဲ့ပညာခွန်အောင်နဲ့ခန်စီကင်းတိုင်းဌာနကအခုလိုဆက်သွယ်မေးမြန်းထားပါတယ်။ ပထမဆုံးမိကွန်းအနေနဲ့ဒီအခုကရင်မီပြည်နယ်တမှာပေါ့နော်စစ်ကောင်စီကဒီလေချောင်းတိုက်ခိုက်မှုတွေကိုဘလောက်ထိစူးစူးရွရွလှုပ်ဆောင်နေလဲဒီပြီးတော့ဒီအရက်သားပြည်မှတ်တွေကိုလေချောင်းတိုက်ခိုက်တာမျိုးတွေရောရှိလားခင်ဗျစစ်ပီရှောင်းပြည်သူတွေအနေနဲ့ဘလောက်ထိကက်ခဲတဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရလဲဒါတွေနဲ့ပတ်သက်ပြီးတော့ပြောလို့ရတဲ့လောက်လေးပြောပြပေးပါဦးခင်ဗျစစ်ကောင်စီကနေလေချောင်းရလေချောင်းတိုက်ခိုက်မှုကတော့ကျွန်တော်တို့ဟိုတော်လေးကျွန်တော်ဆိုရတဲ့အခြေအနေ ဒီကိုဖြစ်ပေါ်စေတော့ဗောနော်ဥပမာဖြစ်ကျွန်တော်ကျွန်တော်ရဲ့ဒီအမြင့်နယ်ပြည်နယ်ထမရှိနေမှာချေဖြစ်စေဒီမော့ဆိုဖက်ဖြစ်စေအာနောက်ပြီးတော့မှကျွန်တော်ဒီဖက်ဖက်ကွန်မြူနယ်ဖက်ဖြစ်စေပေါ့နော်ဒါအများဆုံးလေချောင်းရတက်ခဲခဲနေရပါအဲ့ဒီအဲ့ဒီနေရာတွေကိုတက်ခဲဝီနော့ပိုင်းမှာကျွန်တော်ဖြစ်စေကိုကိုကိုထပ်တွေ့ရတယ်နံပါတ်၁ချက်ကအာလူထုတွေ အပြောင်းရွှေ့သွားကြတော့ဗောနော်အဲ့ဒီနေရာမှာအနည်းဆုံးစကောင်ထိစကောင်နောက်ထပ်တဲ့နေရာထပ်ရွှေ့လို့ဗောနော်အာမြို့ထိနောက်ထပ်တဲ့မြို့ထပ်ရွှေ့ရွာထိနောက်ထပ်ရွာထပ်ရွှေ့တယ်အဆိုတော့အဲ့ဒါရွှေ့လာချင်းကိုဟိုဖြစ်ပေါ်တော့အဲ့ဒီရွှေ့လာချင်းနဲ့တူနံပါတ်2ချက်ပါထပ်ဖြစ်ပေါ်လဲဆိုတော့လူမှုစီးပွားကိုပြည့်စည်စေတော့ဗောနော်ဘာဖြစ်သူအဲ့ဒီရွာမှာအဲ့ဒီစကောင်မှာ အာသူနေတဲ့အတွက်ကြောင့်မို့သူအပုံမှာပုံမှာပုံမျိုးဖြစ်သွားတယ်အင်္ဂလိပ်တွေတဲကလေးတွေရှိတယ်နောက်တော့လုတ်လုတ်ကဲစားတောက်တာတွေရောင်းဝဖောက်ကားတွေလောက်ကြတော့အပုံမဝင်ဝင်ရှိတော့ဗောနော်အဲ့ဒီမျိုးဘုံချဲပြီးနောက်ပိုင်းမှာခဏပြောလို့အာဒီရွှေရွာတာတွေရဲ့နောက်ဆက်တွဲနေတဲ့ဒီလူမှုစီးပွားတွေပြစ်တာတွေလောက်လုတ်ကန်လို့မရတော့တာတွေပို့ပြီးတော့မဆင်းရဲဒုက္ခတွေရောက်တာတွေ့ရတော့ဗောနောက်ဆုံးတစ်ခုကတော့အကြောက်တရားဟာဗော ပို့ပြီးတော့မှခုနပြောလို့ဒီကြောက်ရွံ့လာကြတယ်အရင်နောက်ဆိုဝေးတစ်ခေါက်ကြတယ်မဟုတ်လဲတူတူမတီကိုကိုမတီဆိုဆိုတာနဲ့တချို့ရတချို့နေရာတွေမှာဆက်တိုက်နေနေဟိုတနေရာတိုင်းကိုပဲ ရွာတရွာမဟုတ်လည်းမြို့တို့မြို့မှာစခန်းတို့ကနေနေချင်းတုံးချင်းကျေးပြီးတော့ပတ်မှာအဲ့ဒီမှာရှိတဲ့လူတွေကစစ်ပန်းဆိုင်ရာအရာထိခိုက်မှုတွေရှိပြီးတော့မှအာဒီအကြောက်တရားတအားကြီးွားတော့တပိလင်းတာကြားအဲ့လိုမရတာတွေအာထားပြီးတော့ကြောင်ကနာဟိုဖြစ်တာတွေပေါ့နော်ဒါကကျွန်တော်တို့ကျွန်တော်တွေ့ရတော့အဲ့ဒါနဲ့အတူတချို့ဆိုကျွန်တော်တို့ခေါ်တာကရုပ်ပန်းဆိုင်ရာလဲကျွန်တော်တို့စစ်ပန်းဆိုင်ရာရောရုပ်ပန်းဆိုင်ရာရောထိခိုက်တော့တဲ့အတွက်ကြောင့်မအရေးပုံမှာတိုင်းနေပြန်မရတဲ့ဟာတွေတော့ကျွန်တော်ကြုံနေရတော့ပါအဲ့တော့ ဒီအပေါ်မှာနေအနေထားတွေကနေရွှေပြောင်းတဲ့ကြောင့်မို့ကျွန်တော်တို့ဒီရွှေပြောင်းရတယ်အဲဒီကြောင့်မို့နေရတေဒေတာတက်မှာလူမှုစုပွားခက်ခဲကြုံရတယ်တစ်ချိန်တည်းမှာပဲကျွန်တော်လူအဆက်ပဲဆိုင်ရာရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေအများကြီးကြုံရတော့ဗောနော်ဟုတ်ဟုတ်လူရမေကိုအနေနဲ့လက်ရှိမှာလည်းနိုင်ငံတကာကဒါချင်းစာနာတောက်ထားမှုအကူအညီပေးတာတွေကိုညှက်နာတာတဲ့ဆိုတော့စစ်ပြေဆောင်ပြည်သူတွေအတွက်ဘလောက်ထိအခက်အခဲဖြစ်စီလဲဘလို့အခြေအနေတွေနဲ့ရောရင်ဆိုင်နေရလဲခင်ဗျ အဲတခြားတစ်ခုကတော့ကျွန်တော်ပြည်နယ်မှာကတော့တခြားအတိုင်းပြည်နယ်လို့ပါပဲဒါပေမဲ့ကျွန်တော်ပြည်နယ်မှာတော့ခဏပြောရစီဘေးဆောင်ကအများများတော့ဗောနော်ကျွန်တော်လူဦးရေကကျွန်တော်90 65ကနေ90ရာခိုင်နှုန်းအထိစီဘေးဆောင်နဲ့အခြေအနေရောက်သွားတော့ဗောနော်နောက်တရာရာခိုင်နှုန်းကတော့ conflict affected ခေါ် community တွေဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဘာလို့တွားကြုံရလဲဆိုတော့ကျွန်တော်တို့အနေနဲ့ဒီစာဝတ်နေရေးတွေကိုရုပ်ကန်တဲ့နေရာမှာကျွန်တော်တို့ခက်ခဲတွေစားရရှိတယ်တချို့ကတော့စပိုင်းမှာဝိုင်းပြီးတော့ရှိတာတွေနဲ့ဖေးမကူညီကြတယ်မြစားဝေစားကြတော့ပေါ့နော်ဒါပေမဲ့ကြာလာတော့လည်းကျွန်တော်အရင်မြစ်တွေခန်းချောက်လာတယ်နောက်ကနေတို့တို့တုံဆွေးနေဖို့အတွက်တွစ်တွေဝါတွေကလည်းအကန့်တက်တွေရှိလာတော့ပေါ့နော်တစ်ချိန်တည်းမှာပဲနိုင်ငံတကာအရင်တော့ဆိုကျွန်တော်ဝေးရောက်ကီလီမီတာစုဝေးတဲ့အဝေးရောက်ကျွန်တော်မြန်မာနိုင်ငံတို့နိုင်ငံသားတွေကလည်းအများကြီးပတ်ဖို့ကူညီမှုရခဲ့တယ်ပေါ့ဒါပေမဲ့ခုနောက်ပိုင်းမှာအဲ့လို မျိုးမရတော့တာလေရှိလာတဲ့အပြင်ခုနောက်ပိုင်းဒီနိုင်ငံတကာအာဆူရကနေပံ့ပိုးတဲ့အာလူချင်းစာထောက်ထားမှုအကူအညီကရက်လိုက်တာရှိတယ်တချို့လည်းရက်ခိုင်တော့ရရှော့လိုက်တာရှိတယ်တချို့ကလည်းရွှေ့သွားတော့ပေါ့ကျွန်တော်မြန်မာနိုင်ငံကလည်းအခြားနိုင်ငံရွှေ့တယ်တချို့ project တွေလည်းကျွန်တော်ကီနီပြီ ိုမလွှမ်းခြုံနိုင်တဲ့ project တွေပဲပေးတဲ့ဟာတွေရှိတော့ကျွန်တော်ပြည်ပြည်နယ်ထက်ကိုကြဝင်လာတဲ့ငွေကြီးပမာဏကတော်တော်လေးကျသွားတော့ဗောနော်အဲ့ဒါကျွန်တော်တက်စစ်ကောင်မှုအကြီးမားဆုံးဖြစ်တော့ခဏပေါ်ကပြောတဲ့စာဝန်ကြီးပညာရေးဆောင်မရေးနေရာတိုင်းကနေတေရွှေတာတွေနာဒီလူမှုစီဘွားတွေအဲ့ရခက်ခဲတွေကြုံပူတော့ကြုံတွေ့ရတော့ဗောရှင်းပြောရင်တော့ပူတော့ခံစားရတော့ဗောနော်အရင်စစ်ပစ်ရှောင်းလက်ခံရတဲ့အခုထွက်ချွတ်တူကလည်းပူတော့မခံရတဲ့အခြေအနေဒီမှာကျွန်တော်ရှင်းနေပါတယ်ဟုတ် စစ်ပေးဆောင်ပြည်သူတွေအပေါ်ပြည်သူတွေရဲ့ကုညီထောက်ပံ့မှုတွေကနေသွားတယ်လို့ပြောလို့ရနိုင်မလားဒီအပေါ်အာယုစူးစိုက်မှုတွေရောကြလာတယ်လို့ရထင်လားခင်ဗျဘယ်လိုမြင်မိပါသလဲကျွန်တော်တို့ရဲ့ဒီဟိုစစ်ပေးဆောင်ပေါ်မှာဟိုလူပကွင်းပတ်ပေါ်မှုကဟို ဟိုအာနေရွားတယ်လို့ပြောရင်လည်းမမအောင်ပေါ့နော်ဒါပေမဲ့လည်းကျွန်တို့ကလည်းနားတော့နားလဲပါတယ်နိုင်ငံတကာမှာလည်းကုညီတဲ့ဒီအစုအဖွဲ့ဒိုနာတွေကစတို့ကြောင့်ကုညီနေတဲ့ကျွန်တော်လူပုဂ္ဂိုလ်တူချင်းစရာလည်းငွေကြေးပိုင်းဆိုင်ရာအရေးမြစ်တွေအာနေရွားတာဥပမာဆိုကျွန်တော်အဝေးရောက်ကျွန်တော်ကီနေအာဒက်စပိုရာဆိုဆိုရင်တော့အရင်တော့ဆိုမြိုင်းကုညီနေတယ် အာဒါပေမဲ့ခုနပတ်မှာသူတို့ကလည်းသူတို့နိုင်ငံရဲ့စီးပွားရေးအခြေအနေလည်းရှိသေးတော့เนาะအရင်တော့အာပရမတ်ဆက်ဖြစ်ခံစားကတော့ဝိုင်းပြီးတော့မှ finance နဲ့ search လောက်လောက်ကြရတယ်ကျွန်တော်ရှိတဲ့ရင်းမြစ်တွေကိုထည့်ကြတယ်ဒါပေမဲ့ခုနပိုင်းကအာခုနရင်းမြစ်တွေသူတို့ကိုယ်နိုင်ငံလည်းခံချောက်လာတော့ဗောနော်ဟိုကိကကျွန်တော်လည်းတချို့နိုင်ငံမှာငွေကြေးလွယ်တဲ့ပြဿနာတွေတချို့နိုင်ငံမှာလည်းခုနပြောလို့အာဟို finance လောက်တဲ့ဟိုအဆူပတ်တဲ့ရမ်းများတဲ့ true ဖြစ်ကျွန်တော်ကီနီမကောက်ရယ်เนาะမြန်မာတနေငံတော့အတိုင်းတာနဲ့တချို့လုပ်နေတဲ့ဟာတွေရှိတော့အာစစ်ပွဲကလည်းကြာလာတယ်ငါးနှစ်ထက်ဝင်တော့ အရှင်းမြစ်တွေကလည်းအရင်တော့လိုမပေးနိုင်တာတွေဖြစ်လာတော့ဗောနော်အဲ့ဒါလည်းကျွန်တော်တကယ်အမှန်တရားတစ်ခုဖြစ်တယ်နိုင်ငံတကာအနေနဲ့လည်းအခုချိန်ထိမြန်မာနိုင်ငံပေါ်မှာတကယ်ကိုအာဒီခုစစ်ဘေးရှောင်နေဗောနော်ကျွန်တော်စစ်ပွဲကြားရှောင်လာတဲ့ကျွန်တော်ဒီတာထဲမှာဗီဒူအောက်ချွေးရေးအောက်မှာကျွန်တော်တို့အိုအိုင်စီဆိုလာအိုအိုအိုင်စီရအထမအောင်မှာ ရှိနေတဲ့သူတွေကိုတကယ်လို့ပြက်ကကကောင်းကကလုံလုံလောက်လောက်ဝရှူမနီတီယာစနစ်ပေးတာမဟုတ်ဘူးပဲね emergency release assistant နဲ့ပဲပေးတဲ့ပုံမှာပဲ ပိုများတော့ဗောနော်နောက်နောက်ဖက်မှာလဲစစ်ကောင်စီเนี่ยတွဲလုံနေတာလဲဆစ်ရှိနေတဲ့အပေါ်မှာလဲတကယ်လို့တွေ့ဆစ်ဆောင်တဲ့အများစုကကျွန်တော်တို့ရဲ့နေမီ area ထဲမှာရှိတော့ဒီဒီအခုညီတာကျွန်တော်တို့စီကိုမရောက်တော့လဲပါတော့ဗောနော်နောက်ခဏပြောတစ်ချာတယ်နိုင်ငံကစီးပွားရေးအခြေအနေကလဲထင်သလားဟိုအာမတိတ်တိတ်မကောင်းတော့လို့တချို့နိုင်ငံကလဲကျွန်တော်တို့ဒီလူရချင်းစံတတမှုဒီ budget တွေကိုဖြတ်တောက်လာတာတွေ short ချလိုက်တာလဲကျွန်တော်တို့အာတော်တော်လေးခံရပါတယ်အာဒါလဲအာဟိုဟိုလူထုတွေ ကုနိုက်ဖြစ်စေအဆွဲခွင်ဖြစ်စေကျွန်တော်တို့ရဲ့အာဒီလူရချင်းစံထရမှုအပေါ်မှာအာစေဝန်စားမှုကလည်းအရှင်တော်လည်းတိတ်မရှိသလိုအခုလည်းပုံနာအားနေလာတယ်နောက်ပြီးတော့မှဒီအချားအချောင်းရနေရာလည်းကဘာမှာလည်းနေစေတူတူကအချားနေရာမှာလည်းရန်ကုန်ဆိုးပါတယ်အာလူကွန်ချူပမ်မနဲလူရချင်းစံထထမှုအကူနေတဲ့လူအားနေတဲ့ပုံမှာကျွန်တော်မြန်မာနိုင်ငံနဲ့ကြည့်လိုက်တော့ကျွန်တော်ပုံမှာ short လိုက်တာတွေအစားကတည်းကတိတ်ပြီးတော့မှလည်းကျွန်တော်အရင်ဆက်မှုလည်းတိတ်မကောင်းတဲ့ပုံမှာတော့ပူတော့ခံရတယ်လို့ပြောပြောလို့ရပါတယ်ဟုတ်ပူရောနေတော့လို့ပြောလို့ရပါတယ်ဟုတ် စစ်ပေးဆောင်ပြည်သူတွေရဲ့အဓိကလိုအပ်ချက်ကဘာတွေဖြစ်နိုင်မလဲဘာတွေရောအရေးပေါ်လိုအပ်နေတယ်လို့မြင်မိတယ်လဲခင်ဗျ ကျွန်တော်ထင်တာကလေနေရာဒီတာပေါ်မူတီတော့မတိတ်မကွဲလွဲဘူးထင်ပါနည်းနည်းပါလွဲတာကွဲလွဲမှုကလွဲရပါကျွန်တော်စီပရှင်အဓိကကတော့ကျွန်တော်စီမှာကတော့ဒီအဘေချေရှောင်းတဲ့ပုံမှာလဲသွားမူတီတွေတော့ပေါ့နော်အခုတော့ပိုင်းမှာကျွန်တော်မိုးတွင်းပိုင်းမှာလဲရှောင်းရတဲ့ရှိတယ်တောင်းနဲ့ချီနဲ့အခုကျွန်တော်ကီနေမှာရှောင်းနေတာရှိတော့မိုးတွင်းဖြစ်တော့ပုံမှာထက်ဆိုင်တော့ကျွန်တော်ဗာလဲဆိုတော့ဒီချက်ဖို့ပြုတ်ဖို့ခက်ခဲတာတွေရှိတော့ပေါ့နော်ချက်ဖို့ပြုတ်ဖို့ဆိုတာကခုနပြောလို့စာနာကြီးခါလိုအပ်ချက်တွေရှိတဲ့အပြင်ပေါ့နော်ကျွန်တော်တို့ခုနပြောလို့အခုအတိတ်ရောက်တဲ့နေရာရွှေ့တဲ့နေရာ မှာကျွန်တော်ထင်းနေမရှိတာတွေထင်းနေဆိုတာတွေအိတ်ဖို့တော့ခက်ခဲတာတွေပေါ့အမောကာ အလွားချက်တွေရောချက်ဖို့ပြဖို့ရောနော်တချို့ဆိုဥက္ကပကံပေါ့နော်အာဒါတော့ပြည့်တဲ့ပုံမှာရွှေ့တဲ့ပုံမှာတီးပြီးတော့မှအဲ့ဒီခက်ခဲတဲ့ကြုံရတယ်ပုံမှာဖြစ်တော့ကျွန်တော်တို့ဒီစစ်ပစ်ဆောင်တွေကတော့ကျွန်တော်ဒီဖက်စာဝန်ကြီးရအလွားချက်တွေကတော့ပုံမှာတော့မြင့်တက်နေတာရှိတယ်။နောက်သူတို့ရဲ့ဒီကျမရေးပေါ့နော်အခြားတနေရာရွှေ့ပြီဆိုအဲ့ဒီနေ data မှာကျမရေးဆိုင်ရာကျွန်တော်စေုပ်စေကမရှိတဲ့ဟာလည်းတော်တော်များကျုံရတော့ပေါ့နော်အဲ့ဒါကျမရေးဆိုင်ရာအလွားချက်တွေရှိတယ်။နောက်ကလေးတွေရဲ့ပညာရေးနောက်နောက်နောက်တစ်ခုကတော့ကျွန်တော်ခေါ်တဲ့ဒီ အာဒီဟိုလောက်ကန်စားတော့ဖို့ပေါ့နော်ဟိုဟိုအခက်ခဲတွေအာစေခမှုတွေကိုအာကျွန်တော်ပို့ကျုံရတော့ပေါ့နော်အဲ့ဒါကတော့ကျွန်တော်ဟိုလက်တော် အတွေ့အကြုံနဲ့နောက်တစ်ခုကျွန်တော်နွေရည်ဆိုရင်တော့ကျွန်တော်ရေးပေါ့နောက်တချို့နွေရည်ဒီဒေတာမှာကရေရှားတဲ့အပေါ်မှာနွေရည်ဆိုကျွန်တော်ရေးရဲ့ပြဿနာအဲ့ဒီရေးရဲ့ပြဿနာနဲ့နောက်ဆက်တွဲဖြစ်တဲ့ဇမိုင်းဆိုင်ရာစင်ကုန်မှုတွေအာကျွန်တော်ကြုံရတာရှိလို့ပေါ့နော်ဟုတ်ဒါကတော့ကျွန်တော်ပုံမှန်ပုံမှန်ကျွန်တော်စားစားဝင်ရခက်ခဲနောက်ပြီးတော့မှဒီအတုံးဆောင်နောက်ပြီးတော့မှအမှုအကားရေးကတော့ဒါအများဆုံးကြုံကြုံရတဲ့ပြဿနာစင်ကုန်မှုတွေ ဖြစ်တော့ပေါ့နော်ခဏပြောတဲ့ကလေးတွေကစမိုင်းပညာရေးကလည်းအာကလေးတွေတွေ့ဖြစ်စေမိဘတွေတွေ့ဖြစ်စေစိတ်ပန်းဆိုင်ရာရပ်ပန်းဆိုင်ရာကျွန်တော်တို့အများကြီးနောက်နေတာတွေထိခိုက်တာတွေဆိုတော့ကြွတွေ့နေရပါတယ်ဟုတ်အရင်ကဆိုရင်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဒီအရက်တာပြည်သူတွေတိတ်ဆုံမှုတွေအပေါ်အာရုံစူးစိုက်မှုတွေကမြင့်တက်ခဲ့ကြတယ်ပေါ့နော်ဒါပေမဲ့ဒီနေ့တည်းမှာဒီလိုဖြစ်စဉ်တွေအပေါ်ပြည်သူတွေရဲ့အာရုံစူးစိုက်မှုတွေကကျဆင်းလာတယ်လို့ပြောလို့ရနိုင်လားဒီပေါ်တုံ့တက်ပြီးပေါ့ခင်ဗျာ ဟုတ်ပါတယ်တေဆာရခိုရာဒီနေ့ပိုင်းမှာဒီ2025ဆိုရင်လေကြောင်းတက်ခတ်မှုကအော်မကြတော့လေပိုတော့များလာလို့ပေါ့เนาะဒါပေမဲ့လည်းနိုင်ငံတကာခဏကျွန်တော်ပြောလို့ပဲနိုင်ငံတကာရဲ့ စေဝန်ဆောင်မှုကခဏပြောအခြားနိုင်ငံမှာဖြစ်နေတဲ့တကယ်ကိုကျွန်တော်တို့တချို့စစ်ပွဲကြီးတွေရှိလို့ပေါ့နော်အဲ့ဒီဟာနဲ့ရှင်းလိုက်ရင်တော့ကျွန်တော်တို့ကပြည်တွင်းစစ်တပ်သားလေးပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်မို့ဟိုနိုင်ငံတကာအဲ့အဲ့ဆက်မှုအစကတည်းကလည်းတိတ်အားကောင်းခင်တာမဟုတ်လေနော်အခုဆိုရင်ပို့ပြီးတော့မှတချို့စစ်ပွဲကြီးကြောင်းနိုင်လိုက်ရင်တော့ကျွန်တော်မြန်မာနိုင်ငံဖြစ်နေတဲ့ပြည်တွင်းစစ်ကပပလေးတေးလေးဖြစ်သွားတယ်ဆိုတဲ့ပုံစံမျိုးကလည်းမြင်ကြတာရှိပါတယ်။ဒါကတော့လည်းကျွန်တော်တို့အမှန်တရားတစ်ခုပေါ့နော်။အာဒါလည်းကျွန်တော်တို့မြန်မာနိုင်ငံကံမကောင်းတာလို့ပြော လို့ရမလားမသိတော့ဘူးเนาะကပါပေါ်မှာမြန်မာနိုင်ငံရေကနည်းနည်းလေးတက်လာပြီဆိုရင်အခြားစစ်ပွဲတွေအခြားပြည်နယ်တက်တော့အဲဒီအာယုံပိုပဲရောက်သွားတာများတော့ဗောဒါကတော့နေ့စဉ်နဲ့အများဖြစ်နေတာပါเนาะအခြားအခြားတစ်ဖက်မှာကလည်းအာဟိုမြန်မာအာဆစ်ဆူရပေါ့เนาะမြန်မာနိုင်ငံရဲ့ဆစ်ဆူရ ို backup ပေးနေတဲ့တချို့နိုင်ငံကြီးတွေရှိနေတဲ့အပေါ်မှာလည်းအစိုးရကခဏပြလို့မလုပ်ရမကန်ရမထီရမပြောချင်တာတွေလည်းရှိတော့ပေါ့နော်ပြည်တွင်းကိစ္စပဲဆိုတဲ့စဉ်းစားချက်ကလည်းရှိနေတဲ့အတွက်ကြောင့်မို့ဒီဟာကလည်းအယူဆမှုကအကန့်တမရှိတယ်ဆိုတော့ကျွန်တော်ပြောလို့ရပါတယ် အဲ့တော့မို့ကျွန်တော်ရရေရခင်းအားပြည့်စုံမှုတွေရှိတယ်များလာတယ်ဒါပေမဲ့လည်းအယုံဆက်မှုကဒီလူလူထုကုနေပြပြနိုင်ငံကကပြောအာဒီဟာကဖြစ်နေကြပုံစံမျိုးဒါအနေနဲ့ပါပဲဖြစ်တော့ပါအခြားနိုင်ငံနဲ့ဆိုင်ကြီးတယ်များတယ်ဆိုတော့လည်းပြန်နိုင်ရှင်လိုက်ရတော့အာစေဝန်ဆောင်မှုနိုင်ငံကစေဝန်ဆောင်မှုကြတော့တယ်လို့ကျွန်တော်ပြောလို့ရပါတယ်နောက်အခြားတစ်ဖက်မှာကလည်းကျွန်တော်ကနိုင်ငံတနေငံချင်းစီရဲ့ national interest တွေကမတူကြဘူးပေါ့နော်သူတို့ရဲ့နိုင်ငံရဲ့အမျိုးသားကျိုးစီးပွားနဲ့ရှင်လိုက်ရင်မျိုးနိုင်ငံအပေါ်မှာတခံကြရင်ဘာမှကိုမပြောပါလောက်ဘူးပေါ့နော်သူတို့ရဲ့ကျိုးစီးပွားတော့ထိထိခဲ့တာမဟုတ်သေးတဲ့အတွက်ကြောင့်မို့သူတို့မို့သူတို့ရဲ့ဟိုအကျိုးစီးပွားလည်းဘာမှမြန်မာနိုင်ငံအပေါ်မှာတိတ်မရှိတဲ့အတွက်ကြောင့်မို့စိတ်ဝင်စားမှုတွေကတိတ်ပြီးတော့မှမမပြဘူးမရှိဘူးပေါ့နော်အော်အဲ့ဒါလည်းဖြစ်ပါတယ်။အော်နိုင်ငံအော်ကမ္ဘာအခင်းကျင်းမှာမြန်မာနိုင်ငံရဲ့အာပြည်တွင်းစစ်ကလည်း မဆူတလောက်ဝယ်ရှိတော့ဗောနော်ဒီထက်ဆိုးွားတဲ့နိုင်ငံတွေနဲ့ရှင်ပြီဆိုပြီးဗောနော်ဒါလည်းရှိပါတယ်နောက်ခဏပြောလို့ geography ရဖြစ်စေနောက်ပြီးတော့မှ national interest တနင်္ဂနွေချင်းစီကမြန်မာနိုင်ငံမှာရှိနေတဲ့အကျိုးအများခံစားမှုကြည့်မယ်ဆိုတော့အဲအဲ့လောက်ထိမြန်မာစာမရှိကြတဲ့ပုံမှာလည်းအာကျွန်တော်ဟိုဟိုဟိုလူပြောမလဲအဲအဲ့ဆက်မှုတွေကဘာမှကိုဟိုမရှိဘဲနဲ့ပိုချဆင်းတာလို့ပြောလို့ရပါတယ်ဟုတ်